ဲ့ဒါမရှိတော့ဘူးလို့လေဘယ်သူကပြောလို့လဲမေ့လိုက်တော့လားလို့ပြောရဲမေ့ထားလိုက်တာမေ့ထားလိုက်တာသမီးရဲမှာရှိနေမှာပေါ့ဩော်ဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့သူ့အကန့်သူ့ထုတ်ကလေးနဲ့သူကသူထားလိုက်တာအနာရင်ရောကြည့်ကျင်တဲ့အချိန်ကျမှတထုပ်ထုပ်ကိုပွင့်ကြည့်လိုက်နေ့ဒီအချိန်မှာဘာလို့လိုချင်တယ်လဲလို့မင်းသူ့ပြန်လိုချင်ပါလေ ါတိတ်ကတော့တိတ်မှာပဲတိတ်တိတ်ကိုတိတ်မှာကပလိတ်ကိုဂိမ်းပါလားဆောင်းနေတယ်ဟုတ်ဖြစ်နေတယ်ဟာတယ်လို့ဖြစ်ပါဦးတော့ပါပြီချစ်ကကိုသက်ရွယ်ရဆိုတော့ချစ်တယ်ကြအချစ်ကြောင့်မပြောတော့ကောင်းပါလေနော်အလူဆိုတာကတော့ပက်ကြီးတဲ့ထီရတော့အချစ်ကရှိရတယ်လေအမဘဝမှာအမဒုတိယအိမ်တော်မရှိရဘူးလို့ကိုကိုကတက်လိုက်တော့ချပါတယ်ကျုံ့ဆန့်နေပြီးတော့ဒီလိုပါရောကြာတယ်ဟိုးနော် ကြားမရမေးတာလားမဟုတ်စုံလည်းမစုံလည်းမကြားလည်းမကြားချင်ပါဘူးမေးလည်းမမေးတော့ဘူးငကိုတည်းကလည်းမမေးပါဘူးတင်ရမှာလေအဲ့မဲ့အဲ့ interview ကလည်းဒီလိုပဲမေးတဲ့သူကမေးတော့ကြောက်ထွက်သွားရင်လည်းအဲ့လိုဖြစ်သွားတာလားလေအဲ့မမေးတာလေဘယ်သူတွေကမမေးတာမေးလိုက်တော့မေးလိုက်တော့သူတို့ကဘီယာဆမပေါ်နဲ့မေးလိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်တော်ကြာနေပြီအဲ့လိုက်ရ10နှစ်လောက်တော့ရှိတော့ပြီလားမသိဘူးသိလားအော်မေးလိုက်တော့အမလည်းမေးလိုက်ပြီ အဲဒီထဲမှာကကြတော့သူကစိုးနေဟာတော့မဟုတ်ဘူးเนาะအဲဘယ်လိုခေါ်မလဲအရန်ကြီးဒီလိုအပြင်မှာရန်ဖြစ်တယ်လို့ဖြစ်ကြတာဟုတ် တယောက်နဲ့တယောက်အကောက်ကြံကြစိတ်ထဲကနေပဲပေါ့နော်သူ့ကိုငါဘာလုပ်မလဲငါ့ကိုသူ့ဘာလုပ်မလဲအဲသူ့ကိုငါ့ကိုဒါလုပ်ရင်သူ့ကိုငါဘာပြန်လုပ်ရမလဲအဲ့လိုမျိုးပေါ့စကားတွေအများကြီးပြောပြီးတော့တော့ရံဖြစ်တဲ့ဟာမျိုးမဟုတ်ဘူးကာရက်တာဒီနေ့ဒီအချိန်မှာဘာလို့လိုချင်တယ်လဲလို့မင်းသူ့ကိုပြန်လုပ်ချင်ပါလေဟုတ်ပါတော့ကြားလာပြီဟောအဲ့တော့ဟိုကွန်မန့်ကြီးလည်းအဲ့ကြီးလိုက်တယ် နော်တရက်ပဲရှိတယ်ဟဲ့ကောမန်နေဘယ်လိုဖြစ်လို့တရက်ပဲရှိတာဒီအကြီးကရမ်းချနေပြီလေလို့ခလာအဲ့လိုမျိုးပေါ့နော်ကောင်းမြင်လဲဒါကောင်းပြီစေ။အဲ့တော့ပတ်စံချက်လေးလည်းပြောမအောင်တာ။ပတ်စံချက်ကတော့မရှိတော့ပါဘူး။တက်ကြည့်ပါဦး။ မအဲ့လိုကကြတော့လေဟိုဒါပေမဲ့ခုနကလိုကအမားတို့ကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားတတ်မဲ့လုပ်ရတယ်ဆိုတော့လေမကိုရှိမှရှိတဲ့အကြောင်းအရာတွေကလည်းတစ်ခါတလေကြရင်မင်းနဲ့ဇာတ်ရည်ရှိတယ်။အမားတို့ကဒီလိုအမြဲတမ်းပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ကြတာပေါ့အမြဲတမ်းပျော်နေတယ်ဒါပေမဲ့အမားတို့လည်း လူတွေကအားလုံးနဲ့လူတစ်ယောက်ပဲလေမမတို့မှမပြေလဲတာတွေရှိတယ်ပြေလဲတာတွေရှိတယ်ဝမ်းနည်းစရာတွေရှိတယ်ကောကတွေရှိတယ်အများကြီးရှိတာပေါ့နော်ဒါကြတယ်အဲ့ဒီဟာတွေအကုန်လုံးပုံပြီးအဲညံ့ပြော်တဲ့လူတစ်ယောက်ဖြစ်တဲ့အာသူများတွေအဲ့လိုမြင်အောင်လို့နေပြတော့ပေါ့နော်အဲ့တော့တကယ်တကယ်အဲ့ဒါတစ်ခါတလင်ပြရင်ပြောလာတဲ့အခါကျရင်စိတ်ကခံစားချက်တွေပါလာရင်အဲ့လိုမျက်ရည်ကလိုကြလာတာ။အဲဒါကြောင့်နောက်ပိုင်းကျတော့အာဒီရက်လည်းထင်တာပေါ့နော်။ အပေါ်ဒီမှာဒါတွေကအသိရမလားလုတ်ပြနေတာပဲ။အဲ့ကြအဲ့လိုမျိုးသိပြောလာကြတော့ဟိုကအဲ့ခန်းစားချက်ကိုထုတ်မပြတော့ကြော်အောင်ပဲနေတယ်။ကြော်ပဲနေပြန်တော့လည်းသိရမလားမလုတ်ပြန်ဘူး။အဲဟိုဘယ်လိုခေါ်လဲသူကြားကိုပားရိုက်တာကိုလေပြောပြတာကိုပဲအမလင်းကြီးကပျော်နေသလားဆိုတာပါသေးတယ်။ပထမဆုံးရေးစားရှိအဲ့ရနဲ့သဘောတူတယ်။တလန်းနဲ့မှာလေ။အမပြရလည်းအရန်ချက်တယ်သူ့ကို။သူတို့မျက်စိအောက်ကကြီးလာတဲ့ကလေးမို့ခုနှစ်နှစ်တွဲခဲ့တယ်။ သုံးနှစ်ကမိဘလေးနဲ့တူတူပေါ့နောက်ထပ်၄နှစ်ကသူနိုင်ငံခြားသွားတယ်သူယူဖို့ပြန်လာခဲ့တယ်မှာအသက်22နှစ်ပဲရှိသေးတယ်တိုက်ခန်းလူချင်းတိုက်ခန်းတိုက်ခန်းနဲ့မနေချင်ဘူးခြံနဲ့ဝင်တယ်လို့ပြောလိုက်တယ်ကျွန်မခြံနဲ့ဝင်တယ်ပြောင်းနေပြောင်းဝယ်ပြီးခဲ့တယ်ဒါပေမဲ့အမစဉ်းစားတယ်အမသူ့ကိုယူအမတယောက်ဖဲကောင်းစားမှာငါတယောက်ဖဲကောင်းစားဖို့ဘာဖြစ်လို့လုပ်မှာလဲအမအဲ့အသက်ရွယ်ရအဲ့အတွေးရှိဒါအပြင်မှာလူတိုင်းလည်းဖြစ်တတ်ကြတာပဲလေအမတယောက်ကတော့မဟုတ်ပါဘူးเนาะအဲ့တော့ဖြစ်တတ်တဲ့ကိစ္စပါ မတယောက်တည်းဖြစ်တဲ့ဟာမဟုတ်တဲ့အတွက်အမကပြောပြတာပေါ့နော်အဲ့တော့တူတဲ့သူကလည်းတူတယ်လက်ခံတဲ့သူကလည်းလက်ခံတယ်လက်ခံတဲ့သူကလည်းလက်မခံဘူးပေါ့နော်ဒါပါပဲအမအုတ်တင်နေရမမင်းနိုင်ဆိုတာမဟုတ်မှန်မသိတော့ဘူးအဲ့ဒီအချက်ကြီးလေးအရုပ်ရှင်ကြည့်ဘယ်လိုကြီးချင်လဲအာဘယ်လိုကြီးချင်လဲဆိုအမတို့အသက်အရွယ်မျိုး ပါတဲ့ item တွေပါတဲ့ကားတွေပေါ့နော်။ဘာကားရဲ့လို့မို့မှာ black လေးကြည့်တယ်၊ညိုသားလေးကြည့်တယ်။အဲအမျိုးမျိုးကြည့်အကုန်ကြည့်မှာ။ဟုတ်ကဲ့တိတ်ပြရတယ်ရုံးထွက်နေတယ်။အာတိတ်ကတော့တိတ်မှာပဲတိတ်တိတ်ကိုတိတ်မှာကပလိတ်ကိုဂိမ်းပါလားဆောင်းနေတယ်ဟောမဖြစ်နေဘူးဟာတယ်ဘာဖြစ်ပါဦးတော့ပါပြီချစ်ကတော့ပါလို့ဆိုတော့ဒါမြားတာမင်းနိုင်သွားတာလားဒါမှမိုးနိုင်သွားတာမင်းဖြစ်ထားတာကောင်းဆုံး အခုဒီခံစားချက်မရှိတော့တဲ့အချိန်ပြန်ကြည့်လိုက်တော့ဘယ်လိုနေလဲဒီဖြေခဲ့တဲ့ဟာလေးကอืมခံစားချက်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲမေ့လိုက်တော့တာလို့ပြောတယ်မေ့နိုင်တာမဟုတ်ဘူးမေ့ထားလိုက်မေ့ထားလိုက်တာမေ့ထားတော့တနင်္လာထဲမှာရှိနေမှာပေါ့ဩော်ဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့သူ့အကန့်သူ့ထုတ်ကလေးနဲ့သူကသူထားလိုက်တာအနာရောကြည့်ကျင်တဲ့အချိန်ကျမှတထုပ်ထုပ်ကိုပွင့်ကြည့်လိုက် ်တယ်လားနော်လူတက်မှာမန်းနာဆိုတဲ့အချိန်ရှိတယ်ဟိုဒီလိုချိန်ကြီးရှိခဲ့ရှိတယ်အခုချိန်ကြီးရှိတယ်နော်ဒီလိုလေးကြောက်ဖြစ်လေခင်နဲ့မေဘူးပေါ့နော်အဲ့ဒါတော့အရင်လွမ်းနေကြောက်ဖြစ်လဲဆိုတခါတလေတော့အဲ့လိုကိုကအမအိတ်မပြောတဲ့အချင်းရှိတော့ခါကြရင်စိတ်ကမှဟိုတယောက်ခဲဆိုတဲ့အထွေမျိုးရှိအာပြန်ပြီးတော့စိတ်ကိုကိုကကိုပြန်စစ်စစ်ပြောဒီမှာငါဖေနေမှရှိတယ်ငါတယောက်ထဲမဟုတ်ဘူး ဆိုတော့အတွေးပေါ့နော်အဲ့ဒီဟာမျိုးလိုဆိုတော့ဖြစ်ပါတယ်အခုရဲ့မကေကအချင်းနဲ့ဆိုတာသက်ဆိုင်တော့တယ်အဲ့မှာခုခုကိုလိုခိုင်တာကိုသက်ရွယ်ရဆိုတော့အချစ်တွေကြောင့်အချစ်ကြောင့်မပြောတော့ကောင်းပါဘူးနော်အလူဆိုတာကတော့တက်ကြီးတဲ့ထီရတော့အစ်ကရှိရပါလေ။အမီးစားမဟုတ်လဲမောင်နှမအချင်းချင်းချစ်လို့ရတယ်။ငယ်ချင်းချင်းချင်းချစ်လို့ရတာပဲ။အဲတခြားသူကိုလည်းအဲဒီဇိုင်းကိုလည်း ဘာပဲပြောပြောကိုယ့်ပုံမှာဒီဇိုင်းတွေအရန်ကောင်းနေတယ်ဆိုလည်းဒီဇိုင်းကိုချစ်လို့ရတာပဲပေါ့နော်ဒါချစ်တယ်ဆိုတာ1500လည်းမဟုတ်ပါဘူး nga နဲ့ session မှာလည်းချစ်ဆိုတာရှိတယ်အမ1500တော့ရှာတော့ရှာတော့ပါအဲ့တော့ငါကိုမရှာမမဲ့ရောင်းလာခဲ့ရပါဘူး။ No 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 ။အမကအဝါဘူး။အမကစားတာပိတ်ခိုင်းတာ။အမဘဝမှာအမဒုတိယအိမ်တော်ကိုရှိရဘူးလို့ ပို့ပို့ပို့တက်တက်ချာပါတယ်။အချင်းချင်းနေပြီးတော့ဒီလိုပဲကြာတယ်။ No no မကြားမြောင်နေတာလား။ဟုတ်မဟုတ်စုံလဲမစုံလဲမကြားလဲမကြားချင်းတော့မေးလဲမမေးတော့ငါကိုတည်းကလည်းမမေးပါဘူးတင်ရမှာလေ။ ဒါပေမဲ့အဲ့ interview ကလည်းဒီလိုပဲမေးတဲ့သူကမေးတော့ပြောထွက်သွားရင်လည်းအဲ့လိုဖြစ်သွားတာလားအဲ့တော့ဒုတိယအိမ်တော်မရှိရဘူးစံတိတ်တာအရှင်းတယောက်ပေါ်မှာတစ္ဆာ No no မဟုတ်ဘူးရှစ်ပြတ်မှာတစ္ဆာလာတယ်အိမ်မှာမရှိတာတစ္ဆာရှိရင်အဲ့တရားကိုဘလို့လို့ क्वे ခဲ့မလဲအာအာမကဘယ်လိုပုံလဲအိမ်တော်မကြခင်နေရပါတော့မအဲ့လို ဟိုဘေးဒီဆရာတွေကအမြင်နဲ့ဟောတယ်အမအိမ်တော်20တို့30တို့ပေါ့နော်အဲ့လိုတွေရန်ဟောတော့အမအဲ့လောက်ကြောက်လို့ဟိုငငယ်ရွယ်ရယ်နဲ့အိမ်တော်မပြုတ်ခဲ့ဘူးပေါ့နော်အမအိမ်တော်ပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတက်တဲ့ငွေရောက်တဲ့အဲကိုလည်းအသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှအမအိမ်တော်ပြုတ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပါလို့ဘန်းခွဲလိုက်ကြတယ်ဆိုတော့ နောက်ထပ်အိမ်တော်ပေါ့နော်အမမပြုတ်ချင်တော့မပြုတ်ချင်တော့ဆိုတာလည်းအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တော်ပြုတ်ဖို့စိတ်မရှိတော့ဘာဖြစ်လို့လဲဆိုတော့တိုင်ဖုန်းလုပ်ပြီးတဲ့နောက်ပိုင်းမှာအမတယောက်တည်းနေတာအရမ်းကြာတော့ကြာလာတဲ့အချိန်မှာအမအိမ်အိမ်တော်ဆိုတဲ့ကိုတာဝန်ယူအမမထမ်းစင်တော့အမထမင်းခကြရာတွေအဲမနေ့ copy ပြောပေးတာတွေဟိုကလုတ်ပေးအောင်ဒီကလုတ်ပေးအောင်ဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်အိမ်မှုကိစ္စဒါကတော့ လုတ်ချင်တဲ့သူတွေကတော့ လုံပါပဲလေเนาะအမတစ်ယောက်တည်းပြောတာเนาะအမအဲ့ဒါကြီးမလုတ်ချင်တော့မလုတ်ချင်တော့တဲ့အတွက်ပင်မနဲ့လို့ခံစားရတယ်အမတစ်ယောက်တည်းဆိုရင်အမ10နိုင်မှထိုင်နေထားပဲအဲညအောင်နောက်ကျမှလည်းအိမ်အိမ်ပဲပေါ့နော်အဲအိမ်နောက်တစ်ခုရှိတယ်ဆိုရင်တော့အမအဲ့ဒါမျိုးတွေလုံလို့မရတော့ဘူးပေါ့တာဝန်တွေတရားတွေရှိတာအဲ့တော့အမတယောက်ဖြစ်မိရတဲ့ပုံအောင်ရန်သဘောကျတယ်ပေါ့နောက်အိမ်နောက်ထပ်မပြေတော့ဘူးဟုတ်ကဲ့ပါအဲ့တော့ခြေတဲ့ပြည်သက်တွေလည်း အေးကျန်ကျန်လေးဆိုတာအေးကျန်ကျန်လေးပြောပေးသေးတယ်ဟောလေအားမမေ့တာလေဘယ်သူတွေကမမေ့တာမေ့လိုက်တော့မေ့လိုက်တော့သူတို့ဗျာစားမဖို့နဲ့မေးလိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်ကြာနေပြီအဲ့ဒါကြီးက10နှစ်လောက်တော့ရှိတော့ပြီလားမသိဘူးသိလားဟောမေးလိုက်တော့အမလည်းမေးလိုက်ပြီညာဝမ်းနေနေအဲ့ဒါအဟောင်းကြီးပါ